မင်္ဂလာပါခင်ဗျာမင်းပြင်းရှယ်ရီငါကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်မျိုးဝေးကျင်တဲ့အကြောင်းအရာကတော့ဤခိုင်မင်္ဂလာ၄ပါးပဲဖြစ်ပါတယ်ဘုဒ္ဓမြတ်စွာဘုရားကမင်္ဂလာတုတ်တရားတော်မှာခန္တီစသောဝဆက်တတသမနာနေစသတ္တနဲ့ကာလီနာဓမ္မတာကိစ္စဤတိုင်မင်္ဂလာမုတ်တမန်ဆိုပြီးတော့ဟောကြားခဲ့ပါတယ် အဲ့ဒီကလေးချက်ကတော့နံပါတ်1ခန်းဒီစားတီးခန်ရင်နံပါတ်2တောဝဆက်တတဆူဆုံးမလွယ်တူဖြစ်ရှင်နံပါတ်3တမနာနင်စားတတ်တန်နဲ့ရဟန်းတကတော့မြောက်ကိုဖူးမြော်ရှင်နံပါတ်4ကာလီနာဓမ္မတာကိစားတင်းလျော်တော့ကတရားစကားဆွေးနွေးမေးမြန်းရင်းတို့ပဲဖြစ်ပါတယ်အဲ့ဒီအချက်လေးချက်ကိုမမိလွယ်စီဖို့အတွက်စီအိုင်တကုံဦးထွန်းမင်းကနေကြပြလေးဝယ်ထားတာရှိပါတယ်အဲ့ဒီကြပြလေးကိုကျွန်တော်ဆိုပြပါမယ်ဝင်းစားနေတိုင်းရ န်းခဲ့သိစိတ်ကိုချုပ်သိမ်းပြီးခင်လေးကျိုးချောင်းပြညောဆုံးမစကားကို ပြောကြလာကနာလွယ်စီသူမြတ်ဖို့ကိုဟူတယ်မြတ်ကိုမရှာခဏသွေးဆုံးလေးတဘာဝသွေးမှန်ကန်ရေးဆွေနွေးမပြက်ပြီးအေးဒါမှဗုဒ္ဓဝါဒကပမင်္ဂလာသွေးအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ